င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတပုတ်အနေနဲ့ အိမ်အီထိုးစစ်စင်လို့ကြောက်ပြူလေးစိန်ဤတိုက်ပွဲပြင်းထန်ပြီးတိုက်ပွဲမျိုးနဲ့နီးလာတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကြောက်ပြူမျိုးလေးစိန်ဤကိုအရခတက်တော်ကြီးကထိုးစစ်စင်တိုက်ခိုက်နေတာကြောင့်ဇွန်လ16ရက်မှာတိုက်ပွဲများပြင်းထန်နေရလို့မြို့ကန်တွေထံကသိရပါတယ်။ဇွန်လ15ရက်ည9:35မိနစ်ကအိဘက်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တဲ့အတွက်ဇွန်လ16ရက်မနေ့ပိုင်းကစတင်ကနှစ်ဖက်အပြန်အလှန်တိုက်ပွဲများဖြစ်ပွားနေတယ်လို့ကြောက်ပြူမျိုးတရင်အရင်မြစ်တောင်ကပြောပါတယ်။မနေ့ညကကြောက်ပြူမျိုးဝင်ပေါ်လင်းရင်ကွင်းသားမှာလမ်းချတာ ာအေကလက်နက်ကြီးနဲ့ပစ်ပြီးမနက်အာယုံကစပြီးအခုချိန်ထိအပြန်အလှန်ဖြစ်နေကြတယ်။မိသက်တွေတခြားဌာနဆိုင်ရာဝန်ထမ်းတွေကတော့မနက်ကရှုံးမသွားရေးကြဘူး။ကြောက်ဖြူမျိုးဝင်ရဲတပ်ရင်30နှစ်အနီးတဝိုင်းလမ်းကွဲအဲ့ဒီတဝိုင်းလဲတိုက်ပွဲဖြစ်နေတယ်လို့၎င်းကပြောပါရယ်။လက်ရှိမှာကြောက်ဖြူမျိုးရှိလင်းရင်ခွေအနီးတဝိုင်းပြင်ကရဲတပ်ရင်30နှစ်အနီးပြိုင်းစစ်ကြီးကြီးရွာနဲ့တညဝရီရေတပ်ဌာနချုပ်ကိုသွားတဲ့တစ်ပုတ်တောင်လမ်းကွဲနဲ့ဂုံးချိန်တဒါနီတိုက်ပွဲများဖြစ်ပွားနေကြောင်းဒေသရင်စင်ရေးတရင်ရင်မြစ်တွေကလည်းဆိုပါရယ်။ အရကန်တက်တော်အီအီနဲ့တောင်းတက် DNL ပါဝင်မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေနဲ့အတူအရှိန်ဟုန်နဲ့တိုက်ပွဲဆင်နွှဲနေတာကြောင့်တိုက်ပွဲအနေထားတွေကကြောက်ဖြူမျိုးနဲ့နီးစပ်လာပြီးဖြစ်ကြောင်းစီဒီယန်ဗိုလ်ကြီးစင်ရောကသုံးသပ်ပါတယ်။ကြောက်ဖြူမျိုးနဲ့တော့နီးစပ်နေပြီးဒီရဲတရင်ကိုရပြီဆိုရင်အရကန်တက်တော်နဲ့ပူပေါင်းတပ်ဖွဲ့တွေက25ရှာကိုင်းလုံးကြောက်ဖြူကိုတင်ပိုက်ပြီးနိုင်ပြီလို့ပြောရမှာဖြစ်တယ်။ပြီးရင်တညဝရီရီတက်စကတ်နဲ့ခလာရ34ကိုတကယ်တမ်းတိုက်မယ်ဆိုရင်လက်နက်ချမှတ်အနေထားလို့ကြားသိထားရတာ ရှိရဲ့လို့ဆိုပါတယ်။တိုက်ပွဲချင်းနေပတ်သက်ပြီးအရကန်တက်တော်ကြီးရဲ့ပြောရေးဆိုခွင့်ရှိသူ းကင်ဒုက္ခကိုဆက်သွယ်မင်းမြန်ပေမဲ့ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူးဒီကနေ့ကြောက်ဖြူမျိုးနယ်မှာတာမကစစ်တွေနဲ့ပုံနေကျုံအဆက်ရှိအောင်တိုင်းဝက်ပိုးကျေးရွာတဝိုင်းမှာလည်းနှစ်ဖက်တိုက်ပွဲပြင်းထန်နေရလို့ဒေသခံတွေစီကသိရပါတယ်လက်တလောရခိုင်ပြည်နယ်ကြောက်ဖြူမျိုးနယ်တွင်ဖြစ်ပွားနေတဲ့တိုက်ပွဲများမှာစစ်ကောင်စီရဲ့အကြီးတန်းရရှိများတိစုံမှုတွေရှိနေသလိုတရင်အလိုက်အေအေထန်လက်နက်ချအလင်းဝင်မှုတွေရှိပြီးတိစုံသူသူများပြားကြောင့်စစ်ရေးတရင်ရင်မြင့်တဲ့ဒေသခံတွေကပြောပါတယ်ဒါပြင်ကြောက်ဖြူမျိုးမှာစစ်ကောင်စီရဲ့စစ်ကြောင်းအင်အားတရာဝင်ခြင်းက ဆက်သွယ်မှုပြတ်တောက်နေရလို့စီရီယံဗိုလ်ကြီးစင်ရောကဆိုပါတယ်။ ပြီးခဲ့တဲ့မေလ30ရက်မှာစစ်ကောင်စီတပ်မှစေဦးစီပထမရန်ဂျီဝမ်အစင်ဒုတိယပုံမှုကြီးနဲ့တူတက်သားတွေကိုအာရခတက်တော်ရင်ကလက်ရဖမ်းဆီးမိခဲ့ပါတယ်။လက်ရှိမှာအာရခတက်တော်ရင်ကကြောက်ဖြူမြို့နယ်ရှိစစ်ကောင်စီရဲ့မင်းတပ်တောင်စခန်းလက်ကမော်ကခင်စခန်းနန်းဖဲတောင်ကခင်စခန်းတို့ကိုမေလတတိယဘက်ကသိမ်းပိုက်ထားနိုင်ပါတယ်။ကြောက်ဖြူမြို့နယ်အတွင်းစစ်ကောင်စီရဲ့တညဝရီဟေတက်ဌာနချုပ်ကြောက်တလုံးဖျားနီရှိခမရ942ဂုံးချိန်ရွာနီရှိခမရ943ခမရ34မြို့နီရှိအမှတ်32ရဲတပ်ရင်းနဲ့တောင်မော် ော်ကြီးရေတက်ဌာနခွဲတို့တရှိပါရယ်အရကတက်တော်အနည်းနဲ့ရခိုင်ပြည်နယ်မှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပခပါဝင်မြို့ဇလီမြို့ကိုတင်ပိုက်ထိန်းချုပ်ထားပြီးပြည်နယ်ကံရုံးနဲ့ဒေသတွေဖြစ်တဲ့စစ်တွေကြပြုမှန်းအောင်စတဲ့နောက်ဆုံးလက်ချက်မြို့သုံးမြို့ကိုတင်ပိုက်ဖို့ကြိုးစားနေပါရယ် နောက်ထပ်တစ်ပုတ်အနေနဲ့အင်ယာရီတိုင်းမှာစစ်မှုထံစုဆောင်းခံရတဲ့လူငယ်တွေကိုအပတ်စဉ်ဆက်လေးဖြစ်တင်နန်းများပို့ဆောင်နေကြောင်းတင်ဆက်ပေးပါမယ်။အင်ယာရီတိုင်းပသိမ်မြို့အနောက်တောင်ပိုင်းစစ်ဌာနချုပ်မှာစုဆောင်းထားရှိတဲ့လူငယ်တွေကိုပြည်သူစစ်မှုထံမှတ်စဉ်ဆက်လေးဖြစ်ဇွန်လ15ရက်ကတင်နန်းတွေကိုစတင်ဆေးလွတ်ခဲ့ကြောင်းသိရပါရယ်။တိုင်းအတွင်းမှာအဓမ္မစုဆောင်းခံရတဲ့လူငယ်200ခန့်ရှိပြီးညရီရှန်ကုန်ပဲခူးစားတဲ့စစ်တင်နန်းကျောင်းတွေကိုစစ်ကောင်စီမှလုံခြုံရေးရယူပြီးညနေပိုင်းမှာပို့ဆောင်ခဲ့ကြောင်းသိရပါရယ်။အခုကပေါ်တာဆွဲခံရတဲ့သူရဲ့အုပ်ကြီးတွေကိုငွေပေးပြီးအခြားဒေသကငွေယူပြီးလိုက် က်တဲ့သူရင်များတယ်လို့စစ်ကောင်စီတပ်နဲ့နှိစက်တဲ့သူတအုပ်ကပြောပါတယ်။တင်းနဲ့တရားမဲ့သူတွေကိုအင်ယာရီတိုင်းဝန်ကြီးချုပ်နဲ့စစ်တိုင်းမှုမှလာရောက်တွေ့ဆုံကြောင်းစစ်ကောင်စီပိုင်းမီဒီယာတွေကသတင်းထုတ်ပြန်ခဲ့ပါတယ်။စစ်ကောင်စီမှတပ်သားအင်ယာလိုအပ်ချက်များပြားလာကြောင်းပြီးခဲ့တဲ့မေလ16ရက်နေ့ကလည်းအပတ်စဉ်ဆက်တောင်းကိုစတင်တင်းနဲ့ပြီးခဲ့ပြီးတလားမပြည့်ခင်မှာပဲအခုတင်းနဲ့ပတ်စဉ်ဆက်လေးကိုထပ်မံခေါ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ရခင်စစ်မှုတပ်တင်းနဲ့တရားပြီးရှီတန်းမှတွေ့ဆုံသူများတဲ့အတွက်ထပ်ပြီးတင်းဆောင်သူရင်များလာကြောင်းရက်ွက်နဲ့ကြေးရွာအတွင်မှအကြောင်းမကြားပဲခေါ် ယူခံရသူတွေနဲ့ငွေယူပြီးလူစားထိုးခံရသူတွေများပြားကြောင့်သိရပါဗျ။ နောက်ထပ်တစ်ပုတ်အနေနဲ့ဂျိုင်းတုံမျိုးစစ်ကောင်စီရွေးကောက်ပွဲမဲပီးဆက်သုံးနီးတင်နန်းဖွင့်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီရွေးကောက်ပွဲမှာအသုံးပြုမဲမြန်မာ electronic မဲပီးဆက် EVN အသုံးပြုနေနီးပြဖြစ်တင်နန်းကိုဇွန်လ16ရက်နေ့မှ18ရက်နေ့ထိရှမ်းပြည်အရှိပိုင်းဂျိုင်းတုံမျိုးမြို့တော်ခမ်းမမှာကျင်းပပါရယ်။အဲ့ဒီတင်နန်းကိုတက်ရောက်မဲ့သူတွေကတဆင့်မဲပီးဆက်အသုံးပြုနေနီးကိုပြည်သူများထံဆက်လက်မျှဝေတင်ကြားပေးသွားမှာဖြစ်ကြောင်းသိရပါရယ်။ ရှမ်းအရှိကပါတိုက်ပွဲမှမရှိတော့အမာဂန်နီနဲ့ကိုလုံမှာဒါပေမဲ့တချို့နေရာတွေဆိုကြံ့ဖွတ်ပါတီတခုတည်းရှိတော့တယ်မိုင်းတုံတစ်ဆိုကြားဖြူကြားကောင်း NLD ကြားဟု တာဆာညမဝင်တော့ဘူးကြတော့တပ်ပါတီနဲ့ပြိုင်မလားမသိဘူးကြားဖြူဥက္ကဋ္ဌဆိုင်အိုင်ပေါင်းကတော့တယောက်တည်းမင်းလာတယ်လေရွေးကောက်ပွဲအောင်မြင်နေပြောတာပဲလူကျိုင်းတုံဒေသခံတအုပ်ကပြောပါတယ်ရှမ်းမြောက်မှာ MND နဲ့ TNL ထိန်းချုပ်ထားတဲ့မြို့နယ်တွေကလွဲပြီးစစ်ကောင်စီထိန်းချုပ်ထားတဲ့လာရှိုးမှုစဲတန်ရံမိုင်းရဲ့လေးမြို့နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ၉မြို့နယ်ရှမ်းပြည်နယ်တောင်ပိုင်းမှာ၂၁မြို့နယ်စုစုပေါင်း၃၃မြန်ထပ်မနေရှမ်းပြည်နယ်အတွင်းစစ်ကောင်စီကရွေးကောက်ပွဲကျင်းပနိုင်မယ်လို့မျှော်လင့်ထားပါတယ်တကယ်လို့ MND ကလှုပ်ခွင့်ပြုမယ်ဆိုရင်မဲဆန္ဒနယ်တွေပူလာနိုင်တယ် င် TNL ကလည်းပြောမိရဘူးစောင့်ကြည့်ရမှာပဲဝါနဲ့မိုင်းလာကအရှင်ကတမ်းမလုတ်ခဲ့တာအခုလည်းမလုတ်နိုင်ဘူးဆိုပေမဲ့နိုင်ငံကြီးကပြောင်းလဲနိုင်တာတော့မခံမတတ်ဘူးလို့နိုင်ငံကြီးလေးလာသူတောင်းကပြောပါတယ်စစ်ကောင်စီခံပြည်ထောင်စုယူကပွဲကော်မရှင်ရဲ့လက်ရှိစည်ရင်းစရာတွေအရမြို့နယ်ပေါင်း268မြို့နယ်မှာယူကပွဲကျင်းပဖို့ရှိတယ်လို့စွန်လ9ရက်ကဝါရဖြန့်မီဒီယာတွေကပြောကြားပါတယ် ကျင်းပမဲ့ရွေကပွဲမှာရခိုင်ချင်းတုံးခဲ့တဲ့မဲအများဆုံးရသူအနိုင်ယူစနစ် FPTB နဲ့အချိုးချကိုစားပြုစနစ် PR နဲ့မျိုးစလုံးအသုံးပြုဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ရွေကပွဲမှာမဲပေးရမယ့်စနစ်မှာမြန်မာ electronic မဲပေးဆက်ဖြစ်ပြီးမဲပေးဆက်မှာ internet wifi bluetooth စနစ်များမပါဝင်ပဲ computer တွေကို windows စနစ် OS များမပါဝင်တဲ့ micro ကွန်ထရိုလာစနစ်ဖြစ်တဲ့အတွက်အလွန်ယိုရှင်ပြီးလုံခြုံစိတ်ချရတဲ့စနစ်ဖြစ်တယ်လို့စစ်ကောင်စီကညွှန်ကြားပါတယ်။မိုက်ထရိုကွန်ထရိုလာကလည်းပြောင်းလို့ပြင်လို့ရတာပဲလေ။ကုတ်ထဲမှာကိုကလိန်ထားရင်ခြေရာကန်ဖို့ပိုးလို့အောင်စိုးသေး။ပူလောက်တာကနေမတက်မာတဲ့ ကုတ်တင်ပြီးချင်ရပြန်ဖြောက်တင်ဆိုရင်ဆက်သွယ်ထားတဲ့ကွန်ရက်မရှိ lock မှတ်တမ်းမရှိရင်ဘလို့စစ်ဆေးနိုင်မှာလဲလို့အဲ့ဒီစနစ်ကိုတက်တည်သူတအုပ်ကဝေဖန်ထောက်ပြပါရယ်လက်ရှိမှာစစ်ကောင်စီရဲ့ရွှေကောက်ပွဲဝင်ဖို့58ပါတီမှတ်ပုံတင်ထားပြီးလာမယ့်2025ခုနှစ်ဒဇင်ဘာနဲ့2026ခုနှစ်ဇန်နဝါရီလတို့မှာအပိုင်းလိုက်ခွဲပြီးကျင်းပသွားမယ်လို့စစ်ကောင်စီဥက္ကဋ္ဌကပြောပါရယ်နောက်ထပ်တစ်ပုတ်အနေနဲ့ဆလင်းမြို့နယ်တညောင်တိုင်းနယ်ရဲစကံမူဆလင်းပါကဖတန်အလင်းဝင်နေကြောင်းတင်ဆက်ပေးပါမယ်မကွေးတိုင်းဆလင်းမြို့နယ်တညောင်တိုင်းနယ်ရဲစကံမူအလင်းဝင်ရောက်လာခဲ့တယ်လို့ဆလင်း ်မြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့မှတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောပါရယ်ဇွန်လ15ရက်နေ့ညနေ6နာရီခန့်မှာစလင်းမြို့နယ်တညောင်တိုက်နယ်စခန်းမှုအဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတဲ့ဒူရဲမှုတအုပ်ကအကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်မှာတာဝန်မထမ်းဆောင်လို့စလင်းမြို့နယ်ပါကဖတန်ချိတ်ဆက်ကအလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရပါရယ် အဆိုပါအလင်းဝင်လာတဲ့ဒူရဲမှုကဆလင်းမြို့နယ်မှုယုံမှာဒူးမြို့နယ်မှုဖြစ်နှစ်နှစ်ခန့်တာဝန်ထမ်းဆောင်ပြီးရဲ့နောက်အခုနှစ်စွန်လအစောပိုင်းမှာတညောင်တိုင်းနယ်စခန်းမှုဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်လာခြင်းဖြစ်ကြောင်းသိရပါရယ်အဓိကတော့လက်နက်ခဲယမ်းတွေနဲ့အလင်းဝင်ရောက်လာပြီးထိုင်းတဲ့နယ်စုကြီးငွေရယူပြီးပြည်သူလူထုဘက်ကနေရက်တီကဆက်အာနာရှင်ကိုတော်လန်ပေးကြဖို့ကြံရှိရဲ့စစ်တပ်သားရဲတပ်သားတွေကိုနှိုးဆော်ကြံပါတယ်လို့ဆလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါရယ်ဆလင်းမြို့နယ်မှာကြံရှိနေတဲ့စစ်ကောင်စီလက်ခံစစ်တပ်သားတွေနဲ့ရဲတပ်သားတွေအနည်းနဲ့လဲပြည်သူနဲ့ က်တူပူပေါင်းပါဝင်ပြီးလက်နက်ခဲယမ်းများနဲ့အလင်းဝင်ရောက်ပြီးထိုက်တန်တဲ့စုကြီးငွေများရယူကစစ်အာဏာရှင်ကိုတော်လှန်ပေးကြဖို့စလင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအတိအပြီးနှိုးဆော်ထားပါတယ်။ နောက်ထပ်တဘောအနေနဲ့မွန်ပြည်နယ်မှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုစန့်ကျင်ဖို့ MSFC ထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်မှာစစ်ကောင်စီကပြုလုပ်မဲ့2025ရွေးကောက်ပွဲကိုအပြည့်အဝစန့်ကျင်ဖို့မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့တတိယအကြိမ်ညီလာခံကနေတိုက်တွန်းထားတယ်လို့သိရပါတယ်။ညီလာခံနဲ့မွန်ပြည်နယ်မှာစစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲကိုစန့်ကျင်တဲ့အခါပြည်သူတွေပါဝင်လာစေဖို့အတွက်တိုက်တွန်းလို့ဆိုပြီးမဟာဗျူဟာတည့်ရရေးဆွဲဖို့ချမှတ်ခဲ့ပါတယ်။မွန်ပြည်နယ်ဆယ်မြို့နယ်ကိုအခြေပြုပြီးရည်ရွယ်ချက်တူဘဝတူတော်လိုင်းအင်အားစုတွေစုစည်းပြီးမ ွန်ပြည်ဖက်ဒရယ်ယူနစ်တရက်ပေါ်ပါဖို့တော်လိုင်းကာလမွန်ပြည်ချာတာဝန်တရက်ကိုရေးဆွဲဖို့စမှတ်ခဲ့တယ်လို့ဆိုပါတယ်။နောက်ပြီးမွန်ပြည်နယ်နဲ့ဆက်ဆက်ဒေသတွေကစစ်ဘေးတင်အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင်ဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက်ဝန်ဆောင်မှုပေးဖို့ခရိုင်စင်ပြည်သူ့လုံခြုံရေးနဲ့ဝန်ဆောင်မှုကော်မတီဖွဲ့စည်းကကူညီသွားမယ်လို့ဖော်ပြထားပါတယ်။ဒါအပြင် MSFA အနေနဲ့ ERO တွေ Federal Unit တွေနဲ့တခြားဒီမိုကရေစီအင်အားစုတွေနဲ့ပူးပေါင်းပြီးပြည်နယ်အားကောင်းရေးကနေပြည်ထောင်စုအားကောင်းရေးကိုဦးတည်တဲ့ border effortlessness စနစ်အကောင့်ထဲပေါ်နိုင်ဖို့ကြိုးပမ်းသွားမယ်လို့ရှိတာထားပါတယ် MSFC ရဲ့တတိယအကြိမ်ညီလာခံမှာစစ်ကောင်စီဝင်နိုင်ကောင်းရွယ် မိကွန်ချန်းတို့နဲ့ဒေါက်တာတီရီမွန်ချန်းတို့ကိုတဘာပတိအဖွဲ့ဝင်အနေနဲ့ရွေးချယ်ပြီးဥပဒေပြုရေးအုပ်ချုပ်ရေးနဲ့တရားစီရင်ကော်မတီရဲ့ဥက္ကဋ္ဌတွေကိုရွေးချယ်ကညီလာခံကချမှတ်နိုင်တဲ့နိုင်ငံစီရင်နဲ့အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေကိုဦးဆောင်သွားမယ်လို့ပြောဆိုထားပါတယ်။တတိယကြိမ်ညီလာခံကိုနေ့ရက်တာကျင်းပခဲ့ပြီးဖွင့်ပွဲကို NUG KNY ပြည်နယ်အတိုင်းပင်ခံကောင်စီနဲ့အနွေဦးတော်လိုင်းအင်အားစုတွေကခေါင်းဆောင်တွေတက်ရောက်ခဲ့တယ်လို့ထုတ်ပြန်ကြေညာတရားကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။